နေပေါ်ကအခုလအစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့စူပူမှုကိုစုံစမ်းစစ်ဆေးမှုအစိပ်ပိုင်းအဖြစ်ပြုတ်ကျသွားခဲ့တဲ့ဝင်ကြီးချုပ် KP Sharma Oli နဲ့အတူအကြီးအကဲတာဝန်ရှိသူဟောင်း၄ဦးကိုသွာလာခွင့်ပိတ်ပင်မှုတွေချမှတ်ခဲ့တယ်လို့ပြည်ရင်းဝင်ကြီးကစက်တမ29ရက်ကပြောကြားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာကိုခဏတာပိတ်ပင်မှုစီးပွားရေးအခက်အခဲအားကလေးလိုက်စားမှုတို့နဲ့ပတ်သက်ပြီးမကျေနပ်တဲ့အတွက်စက်တမရှင်းရမှာလူငယ်တွေဥဆောင်တဲ့ဆန္ဒပြပွဲတွေကိုပြင်းထန်တဲ့ဖြိုခွင်းမှုတွေလှုံ့ဆော်ခဲ့တာကနိုင်ငံအနှံ့အမြတ်ဒေါသကိုဖြစ်ပေါ်စေခဲ့ပါတယ်။နှစ်ရက်ကြာဆန္ဒပြမှုတွေအတွင်းအနည်းဆုံး83တိဆုံးခဲ့ပါတယ်။လွှတ်တော်နဲ့အစိုးရယုံနေမိရှုခံခဲ့ရပါတယ်။ဒါကြောင့်ဒီပေါ်အစိုးရအဖွဲ့ပြုလဲခဲ့ရပါတယ်။အိုလီအပြင်ခရီးသွားလာခွင့်ပြည်ပင်ခင်ရသူတွေထဲမှာပြည်ထရေးဝင်ကြီးဟောင်း အမျိုးသားစုံစမ်းစစ်ဆေးရေးဌာနလုံခြုံရေးအေဂျင်စီရဲ့အကြီးအကဲတွေအပြင်တခြားအကြီးအကဲအစိုးရအရာရှိဟောင်းနှစ်ဦးလည်းပါဝင်နေလို့ဆိုပါရယ်။ယာယီဝင်ကြီးချုပ်ဆူရှိလာကာကီကစုံစမ်းစစ်ဆေးမှုတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါရယ်။